အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုင်းတရာအနောက်ပိုင်းတွင်ထဆညပါတီလွှတ်တော်ကိုစလီလောင်ကားတိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြိုင်သားရအနောက်ပိုင်းမြို့နယ်အမှတ်16ရပ်ကွက်ကျန်းစစ်သားလမ်းမပေါ်မှာနိုဝင်ဘာ3ရက်ဒီနေ့နေ့လယ်12နာရီကဒါစာညပါတီကလွှတ်တော်ကုစေလေလောင်တယောက်ကားတိုက်ခံရတယ်လို့လောကနေစီကတည်ရပါတယ် လွှတ်တော်90လက်လောက်မှမိခင်တူမဖြစ်သူနဲ့ဘေးတွဲစည်းလာစဉ်ကားတိုက်ခရရတာဖြစ်ပြီးဘေးရက်ပေါ်ကပြုတ်ကျကသုံးယောက်စလုံးဒဏ်ရာပြင်းထန်စွာရပြီးအရေးပေါ်တင်ထားရတယ်လို့ရက်ကွက်နေပြည်သူတယောက်ကသတင်းဌာနကိုပြောပါတယ်။ရုံရှိကနေရွှေလင်းပန်ဘက်ကိုမောင်းလာတဲ့ hijack ရှင်တိုက်တာကထိန်လက်နေတဲ့ကားတွေကိုကြော့တက်ရင်းဘေးရက်တိုက်မိတာသုံးယောက်စလုံးဒဏ်ရာရတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းကစကံမေးတောင်မရဘူးသတိလစ်နေတဲ့ကာသမားကိုဖမ်းသွားတဲ့အဆိုပါရင်တိုင်မှုကြောင့်တားဆညာပါတီကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးစော်ထမသတိလစ်ထံရပြင်းထန်စွာရရှိခဲ့ပြီးမိခင်ဖြစ်သူဒေါခင်မာချိုမာလက်ကျိုးဒူမာဖြစ်သူမတ်အင်းညာဖြိုးမာအတွင်းတန်ရာရထားကြောင့်အုတ်ထုတ်ရည်နဲ့နှိဆက်သူတယောက်ကသတင်းဌာနကိုပြောပါတယ်။၃ရောက်စလုံးတန်ရာရတဲ့လွှတ်တော်ကိုယ်စားလှယ်ကနှံ့ယိုးကြိုးတဲ့သူအမေကလက်ကျိုးတဲ့ဒူမာလေးကအတွင်းတန်ရာရတဲ့ရှင်မောင်းကိုတောင်ကြီးစခန်းကစစ်ဆေးနေတဲ့ လက်တလုံးမှာအစိုးပါရင်တိုက်မှုမှရှင်မောင်ဖြစ်သူဦးစော်နိုင်ထွန်းကိုတောင်ကြီးမြို့မှရဲစခန်းကအမှုဖွင့်လှစ်နိုင်ရေးအတွက်စစ်ဆေးနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးမြောက်ပြည်မြို့နယ် KK ပတ်အတွင်းမှကြားဖြန့်အဆောက်အုံများကိုမိုင်းဖောက်ခွဲဖြိုပြပြီးဖြက်စီးခန့်အဆောက်အုံများအတွက် BGF ကတရုတ်တထေးများသို့အစားထိုးပြန်ပေးမည်ဟုဆိုကြားဖြန့်စင်တာများတွင်မိုင်းတဲအင်တာနက်နှင့်73စီများစစ်တပ်လမ်းကြောင်းမှတဆင့်ရရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ် KK ပတ်အတွင်းမှကြားဖြန့်အဆောက်အအုံများကိုမိုင်းဖောက်ခွဲဖြိုပြပြီးဖြက်စည်းကန့်အဆောက်အအုံများအတွက် BGF ကတရုတ်တပ်သေးများသို့အစားထိုးပြန်ပေးမည်ဟုညီနိုင်ပြောဆိုထားကြောင်းကရင်စစ်ရေးတရင်ရဲမြက်ကတရင်ဌာနကိုပြောကြားပါသည် အော်တိုဘားလာနှောင်းပိုင်းမှစတင်၍ PGF နှင့်စစ်တပ်က KK ပတ်အတွင်မှကြားဖြန့်အဆောက်အုံများကိုနေ့စဉ်မိုင်းဖြင့်ဖောက်ခွဲပြသနေပြီးအမေရိကန်လက်တွေ့တွင်အဆိုပါအဆောက်အုံပိုင်းရှင်တရုတ်များကိုအခြားကြားဖြန့်စင်တာများတွင်နေရာအစားပြန်လည်ပေးအပ်မည်ဟုညှိနှိုင်းထားပြီးမှဖောက်ခွဲနေခြင်းဖြစ်ကြောင်းကရင်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ်။အခုမိုင်းခွဲဖြိုပြနေတာကအထက်မြင့်တွေမပါသေးဘူး။ KK ပတ်စောက်တုံးကအဆောက်အဦးအသေးစားအထက်နှိမ်တွေကိုသာဖြိုပြနေတာဖြစ်တဲ့ ိုင်ရှင်တရုတ်တွေကိုပြန်အသစ်ဆောက်ပြီးနေရာပြန်ပြီးလုပ်ငန်းပြန်နေရာချထားပေးမယ်လို့ BGF ကညှိနှိုင်းသဘောတူပြီးမှဖြိုပြနေတာဟုခရင်စီရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။ရှင်းပြင်းထိုင်းနိုင်ငံကအင်တာနက်ဖြတ်တောက်ထားခြင်းနှင့် Starlink အင်တာနက်များပိတ်ပင်ခံထားရတော့လေစစ်တပ်လက်အောက်ရှိ Myday အင်တာနက်လိုင်းများရရှိနေသည်ဟုသိရကြောင်း။ကြားဖြန့်စင်တာများအတွင်တွင် Myday ဖုန်းအင်တာနက်နှင့်ဆာဗာများအသုံးပြုနေသည်ဟုသိရှိရကြောင်းအဆိုပါခရင်စီရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။ အခြားတစ်ဖက်တွင်လည်းထိုင်းနိုင်ငံက73စီပိတ်ပင်ထားတော်လဲစစ်တပ်က BGF ထံသို့73စီများတည်ယူခွင့်ပြုလိုက်ကြောင်းဒီလဝစိတ်ကမ်းမှစီကားများမှဖအံတန်လွင်မြစ်တစ်ဖက်ကံဝက်ကြီးဦးတောင်တိုက်တော်မင်းစီရွာရှိ BGF များထံမှတဆင့်တန်လွင်မြစ်ဖောင်ကူဆက်စိတ်များဖြင့်ထီလုံးနဘူး1038 BGF ဖောက်တိလမ်းပိုင်းသို့၎င်းရင်းမှတဆင့်မြောက်ဝတီရွှေကုတ်ကို KK ပတ်ကြောက်ခတ်ဘက်သို့တည်ဆောင်ပြီးမိဆက်များအတွက်73စီများရရှိနေကြောင်းသိရပါတယ်။ KK ဘက်ကိုစစ်တပ်ကဟန်ပြဝင်ရောက်စီးနင်းပြီးနောက်အော်တိုဘာလ22ရက်နေ့တွင် BGF မှစောချစ်သူတင်ဝင်းနှင့်မုတ်တုံတို့က KK ဘက်မှကြားဖြတ်တရုတ်တထီများအွန်လိုင်းနည်းပညာဆိုင်ရာပညာရှင်များအပါအဝင်အရေးပါသူများကိုခေါ်ထုတ်သွားပြီးတချို့မှရွှေကုတ်ကိုတွင်ရောက်ရှိကတချို့မှမူ BGF ကအထူးစီစဉ်ပေးထားသောနေရာများတွင်ယာယီခိုးလုံနေကြကြောင်းသိရပါသည် ထိုင်းနိုင်ငံမဲဆောင်မြို့ဘက်သို့မြဝတီမြို့နယ် KK ဘက်မှထွက်ပြေးလာသောနိုင်ငံသားများကိုထိုင်းအစိုးရကစီစစ်နေပြီးရခုအခါထိုင်းရောက်နိုင်ငံသား1600ကျော်ရှိကြောင်းထိုင်းသတင်းများအရသိရပါတယ်။ KK ဘက်မှ BGF ကအတိအကလုံခြုံရေးယူတာဝန်ယူဆောက်လုပ်ထားသောအွန်လိုင်းကြားဖြန့်စင်တာတစ်ခုဖြစ်ပြီးမြဝတီမြို့နယ်မဲထော်တလီကျေးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရင်းမြေကမ်းဘေးတွင်တည်ရှိပါတယ်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။